ယောဂဆိုတာကသမီးစိတ်နဲ့ပတ်သက်တယ်ပေါ့နော်စိတ်ရဲ့ခန္ဓာရဲ့ဝေရှူတာရဲ့စိတ်ကလေးကိုငြိမ်းချမ်းအောင်ဒီ pranayama ဘိုင်းလေးနဲ့လက်လက်မလက်ညှိုးလေးထီးပြီးတော့ဒီ ှုသွင်းရှုထုတ်အမှတ်ကလေးနဲ့နေလိုက်ခြင်းအပြင်မိမိရဲ့စိတ်ကလေးကငြိမ်းချမ်းသွားဒီချက်ယောဂကိုသမီးစပြီးတော့လုပ်တာကတော့လွန်ခဲ့တဲ့18နှစ်နဲ့15နှစ်16နှစ်လောက်ပါပါဘူးအဲ့တော့အချက်မှာယောဂတွေတလက်ဘွားပေါ့နော်ယောဂတွေရှိတယ်ဒါပေမဲ့ယောဂကိုဒီချက်စပြီးတော့လေ့ကျင့်လာတဲ့နောက်ပိုင်းမှာချက်ကိုယ်တိုင်နဲ့ကျန်းမာရေးတွေကောင်းလာတယ်3 2 1 โอเคခနာကိုတကူလုံးမှာအလေးဆုံးကဒီခေါင်းပဲဦးခေါင်းပဲအဲ့ခေါင်းလေးလေးတယ်ဇက်တွေအမြဲတမ်းဒါပေမဲ့လူတွေကခေါင်းကိုပဲငုံငုံပြီးတော့အလုတ်လုတ်ကြတယ်ခေါင်းကိုမော့ပြီးတော့ပြန်ပြီးလေးချိန်ခန်းဆိုတာမလုတ်ကြအဲ့ခါကျတော့ဂုံမှာကြီးပေါင်းနေဖြစ်လာတယ်ဒီချက်အသက်အခု90နဲ့6နှစ်ပါ96နှစ်မှာဒီချက်စိတ်ကူးထားတယ်နောက်ပိုင်းမှာဒီချက်အယိုကျူးချက်ခံတာကိုတဲနိုင်တယ်များဒီချက်ကဒီယောဂကိုလုတ်သွားမယ်ရှူပြီးလက်ကိုစမ်းထုတ်မယ်လေထိတ်ရင်းနဲ့ခါလေးကောမယ်ခေါင်းလေးမော့မယ် မတက်တာတော့လေးလလောက်ရှိပြီတွားတက်တော့ငါစကားတော့ကောင်းကောင်းမပြောနိုင်မောလို့တဲ့အခုလေးလအတွင်းမှာအမအားလေတော်တော်လေးကိုအမောခံနိုင်တယ်အဲ့ကြောင်မြောင်ကနေဒီဒီကန်တော်ကြီးကိုလာတာပေါ်လာတယ်နဲ့လာရင်ကိုယ်ကရှေ့ဆုံးကပဲတော်တော်ကိုတော်တော်ကိုအဲ့လိုတွတ်တွတ်လက်လက်ကိုဖြစ်သွားတယ်ဒီချင်းနဲ့ဂျိုင်းပြစ်တာတော့2023လောက်ခဲရပါတော့နော်အိမ်ကအမအားနေပြီးတော့ခေါ်တော့အားနဲ့ join ဖြစ်သွားပေါ့အခုဆိုရင်တော့အခုတချဲစီမှာဆရာဖြစ်သင်တန်းတက်နေတာပေါ့နော်တချဲရဲ့ပညာအမွေတွေကိုအဲ့လိုမျိုး lesson ကမ်းပြီးတော့ပြန်ပြီးပရဟိတတွေလည်းပြန်လုပ်ချင်တာနဲ့ဆရာဖြစ်သင်တန်းလေးတက်နေပါတယ်မိုင်းယောဂနဲ့ join ပြီးတော့လုပ်ဖြစ်တဲ့အချိန်မှာအများကြီးတိုးတက်မှုတွေရှိလာတယ်ခန္ဓာကိုယ်ကပေါက်ပါလာတယ်အသက်ရှူတာတွေကောင်းလာတယ် ခါတိုင်းဆိုတစ်လောက်နှစ်ကြိမ်လောက်ဆေးသွင်းရပါတယ်အခုဆိုလို့ရှိရင်နှလုံးဆေးတွေကအများကြီးယော့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 လာပြီးတော့လေးမျိုးလောက်ပဲတောက်ရတော့တဲ့အခြေအနေဖြစ်ကောင်းလာခဲ့ပါတယ်လေကိုအရှိန်ရှူအောက်ထားမယ်ကျမ်းမာဖို့အရေးကြီးတယ်သမီးဘယ်ရာဘယ်ဖြစ်ရင်ဆိုင်ဖို့ဟာခြေတော့ကျမ်းမာရေးကောင်းမှဖြစ်မယ်ခံနိုင်ရေးရှိအောင်ဒါကြောင့်မို့ကျမ်းမာရေးကိုဦးစားပေးပြီးတော့ပရိုက်တာကိုကြပေးခြင်းဖြစ်ပါတယ် ောက်ကွေးလေးကိုလက်ကလေးနဲ့ကိုင်မယ်ကြည့်နိတော့လဝါလေးတွေဒီကောင်ပေါ်မှာပြန်တာပြေပြေရှူထော်ဒီနိတော့လေးငါရှူဒီနိတော့လေးငါထောက်ကွန်ချာငါဒီတော့မင်္ဂလာပါသမီးရေဒီချက်ကမလေးနဲ့ဒီတော့မဆက်ပြီးပါဒီချက်က မြတ်သူစာဖြစ်ပါတယ်မမြတ်သူစာဖြစ်ပါတယ်စမိုင်းယောဂာနီးပြဆရာမဖြစ်ပါတယ်တမီးအင်္ဂါနေ့မှာဒီစမိုင်းယောဂာရင်ပြီးတော့ဒီပရာဟိတလေးကိုလုပ်ပေးပါတယ်ဘာလို့ဆိုတော့အရင်တော့ကလည်းဒီ ဒီချက်ဆရာဖြစ်မတက်ခင်ပေါ့เนาะဒီနီးပြဆရာမဖြစ်ခဲ့တော့ကလေချက်ကပန်းကြံတွေမှာပရိုက်တာတွေလိုက်ပြပါတယ်တပတ်ကို3ရက်3ရက်အဲ့လိုလှည့်ပြီးတော့ပန်းကြံတစ်ခုတည်းမှာအထိုင်မချပါဘူးမြို့နယ်တိုင်းကလူတွေကိုကျမ်းမာစေခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ပါအားလုံးကလည်းတချို့ကြတော့လည်းငွေကြီးမတက်နိုင်တော့ class တွေမှာလာပြီးမ join နိုင်ဘူးအဲ့ခါကျတော့အားလုံးကျမ်းမာစေခြင်းနဲ့စိတ်နဲ့လူ လူမျိုးပေါင်းစုံဘာသာမခြားပေါ့เนาะအသက်အရွယ်မလိုက်အကုန်လုံးကျင့်လို့ရတယ်ယောဂကျင့်စဉ်လေးတွေကိုအဓိကထားပြီးတော့တို့တွေပြပေးခြင်းနဲ့စိတ်နဲ့ပန်းချံတွေမှာသူကနာပန်းချံတင်ငန်းကျွန်းပန်းချံတောင်အုပ်ကလာနောက်ပြီးတော့ဒီတင်ငန်းကျွန်းကံပေါင်ပေါ့เนาะအဲ့ဒီလိုမျိုးနောက်ဘိုးတထောင်အဲ့လိုနေရာမျိုးနောက်ဘိုးချုပ်ပန်းချံအဲ့လိုမျိုးနေရာမှာချဲတပတ်ကို၃ချိန်၃ချိန်လာပြီးတော့ပရိုက်တာအနေနဲ့ပြပေးခဲ့ပါတယ်လွန်ခဲ့တဲ့ဟိုပါပေါ့ချဲ9နှစ်8နှစ်လောက်ကပေါ့เนาะ1 2 3 1 ဒီနေ့ညညီတဲ့ဒီတော့ဒီချက်ယောဂကိုသမီးစပြီးတော့လုပ်တာကတော့လွန်ခဲ့တဲ့18နှစ်နဲ့15နှစ် 16နှစ်လောက်ပါပါတယ်အဲ့တော့ချက်မှာယောဂါတွေတလက်ဘွားပေါ့နော်ယောဂါတွေရှိတယ်ဂုံကြီးပေါင်းရှိတယ်နောက်သွေးပေါင်းကြရတယ်ယောဂါရှိတယ်ညာအိမ်မပြောတဲ့ယောဂါရှိတယ်အစာအိမ်မကောင်းဘူးဒီချေကဘာမှမလုပ်တာလမ်းတော်မလျှောက်ဘူးကျမ်းမာရေးနဲ့ပတ်သက်လို့ဒါပေမဲ့ယောဂါကိုဒီချေစပြီးတော့လေ့ကျင့်လာတဲ့နောက်ပိုင်းမှာချက်ကိုယ်တိုင်နဲ့ကျမ်းမာရေးတွေကောင်းလာတယ်သူများကိုလည်းပြန်ဖြန့်ဝေပေးခြင်းတဲ့အတွက်ချက်ဟာဆရာဖြစ်လဲတက်တယ်ပြီးတော့ international နိုင်ငံ200ကိုလည်းချက်ယူခဲ့တယ်ယူပြီးတော့မှချက်ဟာပရိဒါတွေအရင်ဆင်းတယ်ဆင်းပြီးတော့မှ ပရာဟိတကိုချက်ပို့ပြီးစိတ်တန်တယ်ဒီချက်အသက်အခု96နှစ်ပါ96နှစ်မှာဒီချက်စိတ်ကူးထားတယ်နောက်ပိုင်းမှာဒီချက်အယိုကျူးချက်ခံတာကိုတဲနိုင်သမျှဒီချက်ကဒီယောဂါကိုလုပ်သွားမယ်ပရာဟိတကိုပို့စိတ်တန်တယ်နောက်ပိုင်းကျလို့ရှိရင်အသက်ကြီးွားလို့ကိုမလုံနိုင်ဘူးဆိုရင်တော့မှချက် class တွေပိတ်ပြီးတော့ဒီပရာဟိတကိုပဲချက်စိတ်တန်တန်နဲ့အားလုံးချမ်းမာဖို့မြို့နယ်တိုင်းရလူတွေအားလုံးချမ်းမာဖို့ကိုချက်စိတ်တန်တဲ့အတွက်ပရာဟိတကိုပဲလုပ်ဖြစ်သွားမှာပါတမီးပြီးတဲ့အခါတော့ချက် pace ဒီ smile yoga pace ကိုလည်းဒီချက်ကဒီချက်ဒီနေ့လေး ကျင့်တဲ့တပည့်တွေကိုလေ့ကျင့်ပေးတဲ့အရာတိုင်းအရာတိုင်းပရိုက်တာပဲဖြစ်ဖြစ်ချက် class တင်မှာပဲဖြစ်သင်ပေးတာပဲဖြစ်ဖြစ်ဒီအိမ်သင်တန်းမှာပဲဖြစ်ဖြစ်သင်ပေးတဲ့ဟာတွေမှန်တယ်မဟုတ်ချေရအားလုံးမြို့နယ်နယ်တွေမှာရှိတဲ့လူတွေပါလိုက်လို့လို့ရအောင်အခုချိန်မှာလူတွေအားလုံးကစိတ်ဖိစီးမှုတွေများပြီးတော့စိတ်တွေမချမ်းသာတွေပေါ့နော်ဘာပဲပြောပြောပေါ့ဆက်ဆက်အရာရာအဲ့ဒီအတွက်ကိုချေတို့ကချမ်းမာဖို့အရေးကြီးတယ်သမီးဘယ်အရာကိုပဲဖြစ်ရင်ဆိုင်ဖို့ကချေတို့ကချမ်းမာရေးကောင်းမှဖြစ်မယ်ခန္ဓာရည်ရှိအောင်ဒါကြောင့်မို့ကျမ်းမာရေးကိုဦးစားပေးပြီးတော့ပရိုက်တာကို 加杯青啤吧，了，都没。 ရုံးဝင်တန်းတွေမျိုးသမီးလေးတွေညာတော့အဖြစ်မျိုးသမီးမျိုးသမီးအကြီးတွေမျိုးသမီးလေးတွေပေါ့အမျိုးသမီးများများပေါ့သမီးရဲ့သူတို့တွေကအိမ်မှုကိစ္စတွေလုပ်ရတယ်ခေါင်းငုတ်တဲ့ခေါင်းတွေအမြဲတမ်းရုံးမှာဆိုလဲရုံးသမားတွေကုမ္ပဏီမှာဆိုလဲကုမ္ပဏီဝင်တန်းတွေခေါင်းတွေငုတ်ငုတ်ပြီးတဲ့ခါကျတော့ဒီခေါင်းတွေငုတ်ပြီးတော့ဇက်ကြီးတွေလေးတယ်ခန္ဓာကိုယ်တစ်ခုလုံးမှာအလေးဆုံးကဒီခေါင်းပဲဥခေါင်းပဲအဲ့ခေါင်းတွေလေးတယ်ဇက်တွေအမြဲတမ်းဒါပေမဲ့လူတွေကခေါင်းကိုပဲငုတ်ငုတ်ပြီးတော့အလုတ်လုတ်ကြတယ်ခေါင်းကိုမော့ပြီးတော့ပြန်ပြီးလေးချိန်ခန်းဆိုတာမလုတ်ကြဘူးအဲ့ခါကျတော့ဂုတ်မှာကြီးပေါင်းတွေဖြစ်လာတယ်ကြီးပေါင်းတွေဖြစ်လာ တဲ့ခါကျအယိုးတွေအတက်တွေထွက်လာတဲ့အယိုးတွေပွာလာတဲ့အဲ့ခါကျတော့ကြီးပေါင်းဝေဒနာကပြင်းထန်လာပြီဆိုလို့ရှိရင်သူကမူးတဲ့အဆင့်ရောက်တယ်အန်တဲ့အဆင့်ရောက်တယ်ဒါကြောင့်မို့ကြီးပေါင်းယောဂါကိုလည်းကာကွယ်ဖို့အတွက်ကိုဒီယောဂါကိုကျင့်ခြင်းအဖြစ်ဒီအယိုးအစ်စ်တွေကိုကာကွယ်တဲ့အတွက်အခုလာပြီးလေ့ကျင့်တဲ့လူတွေထက်မှလည်းများသောအားဖြင့်ကြီးပေါင်းယောဂါဝေဒနာတွေများတယ်တမီးခါကြီးပေါင်းဒူးကြီးကဒီလို့ရှိရင်ကျတို့ဂုတ်ကြီးပေါင်းပေါ့အဲ့လိုလူမျိုးတွေအတွက်ကိုကောင်းတဲ့ကျင့်စဉ်လေးဖြစ်ပါရဲ့ပုံမွေလေးကို မျက်လုံးပေါ်မှာကျွန်တော်လက်ခုပ်လေးလုပ်ပြီးအုပ်ပဲအုပ်လိုက်ပါလေကိုအရှိရရှုအောက်ထားမယ်ယောဂဆိုတာကသမီးစိတ်နဲ့ ပတ်သက်တယ်ပေါ့နော်စိတ်ရယ်ခန္ဓာရယ်လေရှူတာရယ်စိတ်ကကြတော့ချေတို့အခုစိတ်ဖိစီးမှုတွေလူတိုင်းမှာဖြစ်နေကြရတယ်ဘာပဲဖြစ်ဖြစ်အချိန်ရရရောက်ကြအောင်အကုန်လုံးကစိတ်ဖိစီးမှုတွေဖြစ်နေတဲ့အချိန်မှာချေတို့ညာဘက်ကိုအိတ်မပြောတဲ့လူတွေရှိတယ်အဲနောက်ပြီးတဲ့ခါကျတော့အာယုံကြောတွေအားနေတယ်အတွေးတွေများတယ်ညဆိုအိတ်မပြောကြဘူးအဲအဲ့ဒီလိုမျိုးယောဂါတွေဖြစ်တဲ့ခါကျတော့စိတ်ကိုလည်းဘယ်လိုခေါ်မလဲဆိုတော့မထိန်ချုပ်နိုင်ကြဘူးပေါ့နော်ငိုခြင်းနဲ့ရီးခြင်းနဲ့စိတ်တွေကစင့်ကလျားဖြစ်ပြီးစိတ်ကြယောဂါတွေဖြစ်ကြရတယ်သမီးအဲ့ခါကျတော့ချေတို့ယောဂါကစ ိတ်ကိုတည်ငြိမ်အောင်ဒီရှင်းရခြင်းချမ်းသာခြင်းတည်ခြင်းတရားမရှိခြင်းရှိခြင်းအားလုံးကိုကျွန်တော်ကကြော်ဖြတ်နိုင်အောင်ဒီစိတ်ကိုတည်ငြိမ်အောင်ပေါ့နော်တမီးရယ်အားလုံးစိတ်စိတ်ကလေးကိုငြိမ်ချမ်းအောင်ဒီ pranayam ဘိုင်းလေးနဲ့လက်လက်မလက်ညိုးလေးထီးပြီးတော့ဒီ ရှုတင်းရှုထုတ်အမှတ်ကလေးနဲ့နေလိုက်ခြင်းအပြင်မိမိရဲ့စိတ်ကလေးကငြိမ်းချမ်းသွားတယ်တမီဒါယောဂရဲ့ဒီငြိမ်းချမ်းခြင်းကိုတွားတယ်ဖော်ဆောင်တဲ့စိတ်နဲ့ပတ်သက်တာပေါ့နောက်တစ်ခုကကြတော့ခန္ဓာပေါ့တမီခန္ဓာတွေကအကျောအယိုးအကျောတွေကတင်းတာပြီးတခါတချို့ကြတော့အကျောတွေတင်းတယ်တင်းတဲ့ခါကျတော့ကျတော့ပေါင်ချံဒီဘိုင်း joint တွေတင်းတယ်ဆိုလို့ရှိရင်ကျတော့ဒီအမျိုးသမီးတွေဆိုရင်တက်အိမ်မှာအလုံးအကျိတ်တွေဖြစ်တတ်တယ်เนาะပြီးခါကျတော့အမျိုးသားတွေကျတော့စီး စီအိမ်မှာဒီအကျိတ်တူပါလို့ဖြစ်တတ်တယ်ဒီပေါင်ချောကြီးတင်းနေတဲ့ခါကြလို့ရှိရင်เนาะအဲပြီးတဲ့ခါရေအိတ်တူပါလို့ဖြစ်တယ်အမျိုးသမီးတွေဆိုရင်ပြီးတော့ဒီရင်သားတွေဒီဒီ joint set တွေတင်းနေတောင့်နေဆိုလို့ရှိရင်ရင်သားမှာအဲရင်သားကင်ဆာတွေပါဖြစ်တတ်တယ်ဒါမျိုးတွေပေါ့เนาะဒါကြောင့်မို့အရိုးအကျောလေးတွေပျော့ပြအောင်ဂုတ်ကြီးပေါင်းတွေခါကြီးပေါင်းတွေဒူးကြီးပေါင်းတွေမဖြစ်အောင်လို့အရိုးအကျောလေးတွေပျော့ပြအောင်ချက်တို့ကဒီခန္ဓာနဲ့ပတ်သက်တဲ့အကျောလျှော့ခြင်းပေါ့ဒါနံပါတ်1ပေါ့ ယောဂနံပါတ်3ကြတော့ချက်တို့ခုနပြောတဲ့လေရှူတဲ့စနစ်ခန္ဓာကိုယ်ထဲမှာအဆုတ်တွေနှလုံးတွေနော်တွေးတို့ယောဂတွေမဖြစ်အောင်ချက်တို့ကခန္ဓာကိုယ်မှာလေရှူတဲ့စနစ်ကလေးကိုချက်တို့ကရှူသွင်းရှူထုတ်ကလေးနဲ့ချက်တို့ကလေကိုအောက်ဆီဂျင်ပေါ့ချက်တို့ကနှလုံးကိုဘလောက်ထိရပ်ပြီးတော့ဒီနှလုံးကိုခဏအောင့်ပြီးတော့နှလုံးနဲ့ပတ်သက်တဲ့အသက်အသက်ရှူနဲ့ပတ်သက်တဲ့ကျင့်စဉ်လေးတွေအဲအဲ့ဒီလိုမျိုးလေးတွေပေါ့ဒီလေရှူရက်စနစ်ပေါ့နော်ပရနယံပိုင်းလေးပေါ့အဲ့ဒီ၃ခုကိုပေါင်းစပ်ထားတဲ့အတွက်ကျတော့ယောဂလို့ခေါ်ပါတယ်တမန် သုံးလေးငါ၆ခုရှိခွန်၆ငါလေးသုံးဆက်ဒီနေ့အတွက်ဒီတပတ်အတွက်လာပြီးလေ့ကျင့်ပေးတဲ့လူတိုင်းကိုဒီချက်ကျေးဇူးတင်ပါတယ်နမစတေမတက်တာတော့လေးလလောက်ရှိပြီ။တွားတက်တော့ငါစကားတော့ကောင်းကောင်းမပြောနိုင်ဘောလို့။အခုလေးလအတွင်းမှာအမအားလေတော်တော်လေးကိုအမောခံနိုင်နေ။အဲ့ကြောင်မြောင်းကနေဒီဒီကန်တော်ကြီးကိုလာတာ ပေါ်လာတယ်နဲ့လာရင်ကိုယ်ကရှေ့ဆုံးကပဲတော်တော်ကိုတော်တော်ကိုအဲ့လိုတွတ်တွတ်လက်လက်ကိုဖြစ်သွားတယ်ဒီ channel join ဖြစ်တာတော့2023လောက်ခဲရပါဘောနော်အင်ကအမကနေပြီးတော့ခေါ်တော့အာနဲ့ join ဖြစ်သွားပါဘောအခုဆိုရင်တော့အခုတီချဲစီမှာဆရာဖြစ်သင်တန်းတက်နေတာဘောနော်တီချဲရဲ့ပညာအမွေတွေကိုအဲ့လိုမျိုး lesson ကမ်းပြီးတော့ပြန်ပြီးတော့ပရဟိတတွေလည်းပြန်လုပ်ချင်တာနဲ့ဆရာဖြစ်သင်တန်းလေးတက်နေပါတယ်1 2 3 1 2 3ညီလေးတင်းပေါ့မိုင်းယောဂနဲ့ drive ပြီးတော့လုတ်ဖြစ်တဲ့အချိန်မှာအများကြီးတိုးတက်မှုတွေရှိလာတယ်ခန္ဓာကိုယ်ကပေါ့ပါလာတယ်အသက်ရှူတာတွေကောင်းလာတယ်ခါတိုင်းဆိုတစ်လောက်နှစ်ချိန်လောက်ဆေးသွင်းရပါတယ်အခုဆိုလို့ရှိရင်နှလုံးဆေးတွေကအများကြီးယော့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 လာပြီးတော့၄မျိုးလောက်ပဲတောက်ရတော့တဲ့အချိန်ဒီထိကောင်းလာခဲ့ပါတယ်ဘိုးဘွားရိတ်သားမှာကြတော့ဒီချေအားဒီကန်တော်လေးဒေါ်သိန်းရင်လန်းထိတ်က ကက်သလစ်သီလရှင်များရဲ့လူမျိုးပေါင်းစုံကိုစောက်ရှောက်တဲ့ဘိုးဘွားရိတ်သားမှာဒီချေအားဆရာဖြစ်တက်ပြီးတော့ဒီလက်မှတ်ကလေးရပြီးတာနဲ့ပဲဒီချေအား အာဒီမိုဘိုင်းတာမှာတွားပြီးတော့တပတ်ကို၃ချိန်မှာအရင်တော့အချက်တွားပြပေးပါတယ်အဖိုးဖွားတွေယောဂရှင်းစင်လေးတွေပေါ့အဖိုးဖွားတွေအသက်ရှူလို့ကောင်းသူတို့လက်ကလေးတွေခြေလေးတွေလှုပ်နိုင်အောင်ဒီအရိုးစစ်ကလေးတွေတန်မာပြီးတော့ပြန်ပြီးကျန်းမာလာအောင်ပြီးတော့ထဲကကလီဇာစီးရိုးတို့အခုနဂုတ်ကြီးပေါင်းတို့မဖြစ်အောင်အဖိုးဖွားတွေကိုအသက်ရှူလမ်းကြောင်းလေးအဆုပ်လေးတွေအားကောင်းအောင်လို့ဒီချက်ကတပတ်ကို၃ချိန်အဖိုးဖွားတွေကိုတွားပြီးတော့ပြပေးခဲ့ပါတယ်အဲ ဘာမှခကြင်းငွေလည်းမယူပါဘူးအဖိုးဖွားတွေကိုကကျမ်းမာစီခြင်းနဲ့စိတ်တစ်ခုနဲ့ပါအခုလည်းချေရတပတ်ကိုနှစ်ကြိမ်လွန်ခဲ့တဲ့၈နှစ်၁၀နှစ်လောက်တည်းကပြပေးခဲ့တာအဖိုးဖွားတွေကိုဒီနေ့ဒီချိန်ထိပါပဲတမီပရာဟိတာကြတော့ဒီချေရအရင်တော့ကတော့တမီတပတ်ကို၃ချိန်လောက်ကိုပေးတယ်ပရာဟိတာအခုကြတော့ချေရအပြင် class ရှင်နဲ့ချက်တင်တန်းတွေကမနေ့၆နာရီဆိုတာနဲ့ည၆နာရီထိချက်မှာ class ပြည့်ရှိတယ်တနေ့ကိုချက် တင်ချိန်က၈ချိန်ရှိရတယ်တမီး၈ချိန်ရှိတဲ့အတွက်ကိုဒီချေကပရိတာကိုဒီလိုမနက်ပိုင်းကိုအိမ်တင်တဲ့နေကြတော့မနက်ပိုင်းလေးတင်ချိန်နေဆိုတော့ဒီပရိတာကိုချေကတပတ်ကိုအခုဆိုမဖြစ်ဖြစ်တဲ့နီးနဲ့ဒီချေမှာတစ်ချိန်ကိုရအောင်ပေးတယ်ဘိုးဘွားရီတာကြတော့ဒီချေနှစ်ရက်ပေးထားတယ်တနင်္လာနဲ့အင်္ဂါဘိုးဘွားရီတာဒီဒီမှာကြတော့ချေကအပတ်တိုင်းအင်္ဂါအပတ်တိုင်းကိုဒီချေပေးပါတယ်ချက်ကလပ်ကလူတွေကလည်းလာ join နေပြီးရခါအပြင်ကလူတွေလည်းလာပြီး join ပါတယ်တမီး smile yoga ကဒီချက်ဟာ smile yoga ကိုနှိပ်လိုက်ပါ face မှာနှိပ်လိုက်တဲ့ချက် smile yoga လူလူလဲတော်တော်သိပါတယ်ချက် yoga ဘာလို့ဆိုချက်ကလူတိုင်းကိုကြမ်းမာစေခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ပဲဒီချက်အမြဲတမ်းတင်ပေးတဲ့တင်ပေးခြင်းဖြစ်တဲ့အတွက်အကုန်သိပါတယ်လိုက်ပြီးတော့လဲလေးချက်မှာနိုင်တဲ့လောက်လေးချက်မှာမသိတာရှင်တဲ့ချက်ကိုဒီ face ကင်ပြီးတော့လာပြီးတော့မစင်ကြိုင်းပြီးတော့ကိုယ်မှာရှိတဲ့ yoga တွေကိုဘာလုပ်ရမလဲဘာကျင့်ရမလဲဆိုတာကိုလာပြီးမေးလို့ရပါတယ်ဒီချက်စိတ်ရှိရှိလေးနဲ့လဲရိုက်ပြီးတော့ပို့ပေးပါမယ်ဖြည့်လဲဖြည့်ပေးပါမယ် ni nak ada Yasman. Ha. Betina mata ni lalu. Ha, jom ni. Thank